is Radio Free Asia. The following program is in Burmese. Mingla ba shin. Lu lat de a sha tan RFA ye season 2 go American Pirang Zoo Washington DC myo raw ga ni sa tin thol le ni ba bi. Chima ga khin khin i ba shin. တော်တဲ့ရှင်များရှင်ဒီကနေ့စီစဉ်မှာထူးခြားတဲ့သတင်းတွေကိုအရင်ဆုံးတင်ပြမှာပါ အဲ့ဒီနောက်ကြားမဲ့စီစဉ်တစ်ခုမှာတော့သူအခုချိန်မှာလက်ခံလိုက်သူတက်တာမယ်အခုချိန်မှာလက်မခံလို့ရှိရင်သူအခုပြုတ်သွားမှာပေါ့နော်အဲ့လိုသွားမြင်တယ်စစ်ကောင်စီကတအံမျိုးသားလူမျိုးရေးတက်မတော့ DNL ကိုသူတို့ထိန်းချုပ်ရာမျိုးတွေကနေစုတ်ခွာပေးဖို့တောင်းဆိုနေတာနဲ့ပတ်သက်ပြီးကြားရမှာပါရှင်အခုတော့သတင်းတွေကိုအရင်ဆုံးတင်ပြပေးပါမယ် ရှမ်းပြည်နယ်မြောက်ပိုင်းကတအမ်းမျိုးသားတက်မတော် DNA လေးတိမ့်ပိုက်ထားတဲ့ကြောင်မဲမျိုးကိုစစ်ကောင်စီကမေလ9ရက်နေ့မနက်7:20နာရီ20မိနစ်ကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ DNA လေးကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ဟာမေလအတွင်းမှာမိုးကုန်းနဲ့နောင်ချုံမျိုးတွေကိုလည်းလေကြောင်းကနေနေစဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ TNL အုပ်ချုပ်တဲ့မြို့နယ်တွေမှာစစ်ကောင်စီကစစ်အင်အားဖြည့်တင်းတာထိုးစစ်စင်နာတွေလုပ်နေတယ်လို့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာလည်းလေကြောင်းကနေပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိဘုံကျဲချတိုက်ခိုက်နေတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။မင်းလေးတိုင်းစင်ကူးမြို့နယ်လက်ပံလှရွာနယ်ထုံးကြီးရွာကိုမေလ3ရက်နေ့ညပိုင်းကဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သားတအူးသေဆုံးပြီးနောက်ထပ်၄ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် လက်ပံလှရွာနဲ့ထုံးကြီးရွာကိုည7နာရီဝန်းကျင်မှာ၃ချိန်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ထုံးကြီးရွာကအသက်30အရွယ်မျိုးသား2ဦးသေဆုံးပြီးနောက်ထပ်3ဦးထဏ်ရာရခဲ့တယ်လို့လက်ပံလှရွာကအမျိုးသမီး2ဦးလည်းထဏ်ရာရခဲ့တာလို့ဒေသခံ2ဦးက RFA ကိုပြောပါတယ်။ဒါ့အပြင် လူနေအိမ်၅လုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်ရှင်။ မတ်လ28ရက်နေ့ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းအပြစ်ခတ်ရစဲထားပေမဲ့စစ်ကောင်စီဟာအရက်သားတွေပေါ်ပြင်းထန်တဲ့အကြမ်းဖက်မှုတွေဆက်မပြတ်ကျူးလွန်နေကြောင်းကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးဗော်လ်ဂါတက်ကပြောကြားပါရယ်ငလျင်လှုပ်ခတ်ပြီးနောက်ဧပြီလ29ရက်နေ့အထိမြန်မာစစ်တပ်ကအနည်းဆုံးတိုက်ခိုက်မှု243ကြိမ်ရှိခဲ့တယ်လို့ဆိုပါရယ်ဒီထဲမှာလေကြောင်းတိုက်ခိုက်မှု190ကြိမ်ပါဝင်ပြီးအရက်သား200ကျော်သေဆုံးခဲ့တယ်လို့ဆိုပါရယ် မြန်မာနိုင်ငံမှာပြည်သူတွေအစာအသောက်ရေနဲ့နေစရာတွေလိုအပ်နေကြပြီးငြိမ်းချမ်းရေးနဲ့ကာကွယ်မှုလည်းမရှိမဖြစ်လိုအပ်နေကြောင်းဒီအချိန်ဟာပြည်သူတွေရဲ့လူခွင့်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုဦးစားပေးရမယ့်အချိန်ဖြစ်ကြောင်းစစ်အင်အားတွေမှအချင်းချင်းရင်းနှီးမြှုပ်နှံမဲ့အစားမြန်မာနိုင်ငံမှာဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့တရားဥပဒေစိုးမိုးရေးအပေါ်မှာအာရုံစိုက်တင်ကြောင်းကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဗော်လ်ကတ်ကပြောကြားပါတယ်။ ။နေလျင်ပေးကာလအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ290ကျော်တေဆုံးခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG ကမေလ9ရက်နေ့ကထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကနေမေလ4ရက်နေ့အထိဒေချောင်းတိုက်ခိုက်မှု282ကြိမ်ရှိခဲ့ပြီးတင်းဆုံသူ256ဦးရှိပြီးတော့ဒဏ်ရာရတဲ့သူ456ဦးရှိခဲ့တယ်လို့ဆိုပါရယ် လေချောင်းတိုက်ခိုက်ခံရမှုအများဆုံးကစကိုင်းတိုင်းဖြစ်ပြီးတိုက်ခိုက်ခံရတဲ့အကြိမ်83ကြိမ်ရှိခဲ့ပြီးတော့တေဆုံးသူ89ဦးဒဏ်ရာရသူ135ဦးရှိခဲ့ပါတယ်။ဒုတိယအများဆုံးကမန္တလေးတိုင်းဖြစ်ပြီးအေယာဝတီ၊ပဲခူး၊မကွေး ချင်းရခိုင်ကချင်းရှမ်းကယားကရင်နဲ့မွန်စတဲ့တိုင်းနယ်ပြည်နယ်တွေမှာလည်းဒီကာလအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါတယ်ရှင်။စစ်ကောင်စီတပ်နဲ့ကရင်မျိုးသားစီယုံ KNU တပ်မဟာ၅တို့ကြားဧပြီလအတွင်းတိုက်ပွဲ139ချိန်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုကမေလ9ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေဟာ KNU တပ်မဟာ9လှုပ်ရှားတဲ့ကရင်ပြည်နယ်ဖပုံခရိုင်အတွင်းမှာဖြစ်ပွားခဲ့တာပါစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ခုနှစ်ကြိမ်ပစ်ခတ်ပြီးလေးချောင်းကနေဘုံ၁၄လုံးကျဲချတိုက်ခိုက်တာကြောင့်အရက်သား၂ဦးသေဆုံးပြီး၇ဦးဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။ တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဘက်ကဗိုလ်မှူး2ဦးအပါအဝင်39ဦးသေဆုံးပြီးနောက်ထပ်55ဦးဒဏ်ရာရခဲ့တယ်လို့ KNU ကဆိုပါတယ်စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ RFA အနေနဲ့တီးကြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးရှင်စစ်ကောင်စီကြောင့်ပြီးခဲ့တဲ့ဧပြီလအတွင်းပြည်သူ66ဦးသေဆုံးခဲ့ပြီးနိုင်ငံရေးကြောင့်ဖမ်းဆီးချုပ်နှောင်ခံရတဲ့သူ6ဦးရှိကြောင်းနိုင်ငံရေးကျင်းသားများကကြီးဆောက်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်82ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်18ဦးသေဆုံးပြီးအကြောင်းမျိုးမျိုးကြောင့်သေဆုံးသူ4ဦးရှိတယ်လို့ဆိုပါတယ်။ဒီသေဆုံးသူတွေဟာကရင်ကရချင်းရခိုင်မွန်တနင်္သာရီစကိုင်းမန္တလေးမကွေးနဲ့ AR တိုင်းတွေကဖြစ်ကြပြီးလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတနက်နဲ့ပစ်ခတ်မှုနဲ့ပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်သေဆုံးခဲ့ရတာလို့ AAPP ကထုတ်ပြန်ပါတယ်။ ကတားချင်းထောင်မှာဖန်စီထိမ့်သိမ့်ခံနေရတဲ့နိုင်ငံရေးကျင်းသားကိုဟိမင်းသူခေါ်အာနိုးဟာအချင်းကျနေစဉ်မှာအတက်ယောဂဝေဒနာခံစားခဲ့ရပြီးဆေးဝါးကုသမှုလုံလောက်စွာမရခဲ့တာကြောင့်ဧပြီလ26ရက်နေ့ကတည်ဆုံသွားခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်သူဟာ CDM ကျောင်းဆရာတဦးဖြစ်ပြီးအင်းတော်မျိုးမှာနှွေဦးတော်လည်ရင်းနဲ့ဆရာနာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေမှာဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ သတင်းတွေကိုတင်ပြခဲ့တာပါရှင်စစ်ကောင်စီကတအံမျိုးသားလူမျိုးရေးတက်မတော် TNL ကိုပြည်တော်စုလက်မကြီးဘော်ကသူတို့ထိန်ချုပ်ထားတဲ့မျိုးတွေကနေစုတ်ခွာပေးဖို့တောင်းဆိုနေပါတယ် TNL ဘက်ကတော့လိုက်လျောမှာမဟုတ်ဘူးလို့မေလ၄ရက်နေ့ကပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုပါတယ်ဒီအကြောင်းကိုကိုဆိုင်ဝဏ္ဏကတင်ပြပေးပါမယ် တောင်မြူသားလွတ်မြောက်ရေးတက်မတော် TNL အနေနဲ့လက်ရှိသိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေမြေတွေကနေဆုတ်ခွာမှာမဟုတ်ဘူးလို့မေလ၄ရက်တနင်္ဂနွေနေ့ကပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။နောင်ချိုကြောက်မဲ့တီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေသတွေကနေဆုတ်ခွာပေးဖို့စစ်ကောင်စီကတောင်းဆိုနေပြီးဒါကိုလိုက်ရောမှာမဟုတ်ဘူးလို့ TNL ပြောခွင့်ရသူလွေရည်ဦးကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။အာလက်ရှိကတော့ကျမတို့ပြောနိုင်တာကဒီဆက်ကစားဘက်က တောင်းဆိုတာကဒီမိုးကုတ်မကအခြားမြို့မှမြို့ပေါ့နော်။အာပြန်လဲဆုတ်ခွာဖို့တောင်းဆိုတာ တွေရှိတယ်။အဲကျမတို့ကတော့ဒါကိုသဘောမတူနိုင်သေးဘူး။ပြန်လဲဆုတ်ခွာတာမျိုးတွေတော့မရှိသေးဘူးเนาะ။အဲကြောင့်မို့ဒီနေ့ဒီခြေကပြောနိုင်တာကကျမတို့ကကျမတို့ရဲ့ရည်တည်ချက်တိုင်းပဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။တန်တန်ရဲ့ရည်တည်လူလားချက်တွေကနှစ်ဖက်တက်တွေရောက်တဲ့နေရာမှာပြည့်ရထားဖို့လေကြောင်း drone လက်နက်ကြီးနဲ့တိုက်ခိုက်တာတွေရက်စဲဖို့နဲ့ပြည်သူတွေကိုလွတ်လွတ်လပ်လပ်သွားခွင့်ပြုဖို့ဖြစ်တယ်လို့ဆိုပါတယ်။တရနာလေတွဲဖက်တွင်ရင်မှုနှစ် ဗိုလ်မှူးကြီးတာပန်လှကလည်းတရားနယ်အနေနဲ့ထိန်းချုပ်နယ်မြေတွေကိုစစ်ကောင်စီထံပြန်ပေးဖို့မရှိသေးဘူးလို့ပြောပါတယ်။ဒါနဲ့ပတ်သက်လို့မေးမြန်းနိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကို RF ကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြေကြတာမရှိပါဘူး။ဒါကြောင့်စစ်တပ်အရာရှိဟောင်းတဦးကို RF ကဆက်သွယ်မေးမြန်းရမှာတရားနယ်ကနောက်ဆုတ်မပေးဘူးဆိုရင်စစ်ရေးဖိအားတွေပိုခံလာရနိုင်တယ်လို့ပြောပါတယ်။သူအခုချိန်မှာလက်ခံလိုက်သူတက်တာမယ်။အခုချိန်မှာလက်မခံလို့ရှိရင်သူအကုန်ပြုတ်သွားမှာပေါ့နော်။အဲ့လိုသွားမြန်တယ်။ အမြင်နဲ့ကြီးအများကြီးရှိတယ်စစ်တပ်ကအမှန်ပြောလို့ရှိရင်အခုတည်းကဒီနေဌာနချုပ်ကိုဘုံကျဲတယ်ဆိုတာကျွန်တော်တို့မကြားသေးဘူးဒါကပြီးတော့အတူတိုင်းနဲ့မှလေသူကပြီးတော့နေဆက်ကိုသူကနှိပြီးတော့ရက်တရက်လေးပြောတော့မဟုတ်ဘူးဟိုပြောရလို့ရှိရင်တော့ဖီရကတော့အပေးခံရမှာပဲပေါ့နော်တရနယ်ရဲ့ဒုတိယဗိုလ်ချုပ်ကြီးတာကျုံကြားဦးဆောင်တဲ့ကိုစလဲဖွဲ့နဲ့စစ်ကောင်စီဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ကိုစလဲဖွဲ့တို့ဧပြီ28ရက်နဲ့29ရက်နေ့တွေကတရုတ်နိုင်ငံကုမင်းမြို့မှာအပြစ်ခတ်ရဲစဲရေးဆွေးနွေးခဲ့ကြပေမဲ့မအောင်မြင်ခဲ့ပါဘူး။ တန်တလီအနေနဲ့နောင်ရှိုးကြောက်မဲတီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေသတွေကနေပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်တွေတဲကိုပြန်လည်ဆုတ်ခွာပေးဖို့စစ်ကောင်စီဘက်ကတောင်းဆိုရာကနေဆွေးနွေးပွဲမအောင်မြင်ဖြစ်ခဲ့တာလို့တန်တလီကမေလ၂ရက်နေ့မှာထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့လေကြောင်းဒရုန်းလက်နက်ကြီးတွေအပြင်ထိုးစစ်ဆင်မှုတွေကိုရပ်ဆိုင်းထားဖို့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်လှစ်ဖို့ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ကိုကန့်တက် MNDAA လို့အပြစ်ကက်ရစဲရေးပြုလုပ်နိုင်ဖို့အတွက်တရုတ်အထူးကိုယ်စားလှယ်မစတာတိတ်ရှိကျွန်းကကမခရပြုလုပ်ပြီးဆွေးနွေးခဲ့ကြတာလို့ဆိုပါတယ်နောက်တစ်ကြိမ်ဆွေးနွေးပွဲကိုလာမယ့်ဩဂတ်လမှာပြုလုပ်ဖို့လဲသဘောတူညီထားကြတယ်လို့တရားနာရေးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တရုတ်နိုင်ငံဟာသူတို့နဲ့နယ်မြေထိစပ်နေတဲ့နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက်အခုလိုကြားဝင်ဆောင်ရွက်နေတာဖြစ်ပြီးတရားနာရေးကိုလည်းဖိအားပေးတာတွေဆက်တိုက်ရှိနေတယ်လို့တရားနာရေးရဲ့တွဲဖက်အထွေထွေတွင်းရင်မှုနှင့် ဗိုလ်မှူးကြီးတာပန်လှကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ချင်းချောင်းမှုရှိသလားဆင်အာဒါရှိတယ်လို့ပြောရမယ်ဒီမှာလေ။ဘာရှိလို့ဆိုတော့ဟိုတလုံးတုန်းကအာဒါရှိလီအစိုးရကနေမှာဒါကျွန်တော်တို့ပြေးဖို့တဲ့စာကလေးဒါအလုံးမမီဇာတိမဲ့လို့ခင်ပါတယ်။အဲ့ဒါဒီမှာကပါဘူးခုနဒီအဲနှုတ်နဲ့ရောအာတခြားနည်းလမ်းကြောင်းနဲ့ရောအပုံမှန်ခုနဒီဖီအာချင်းချောင်းမှုဆိုတာတဲ့ဖီအာပေးမှုလို့နော်။ဆိုတော့အဲ့ဒီမျိုးတွေရောပုံမှန်တော့ရှိနေပါတယ်လို့ကျွန်တော် ပြေဆပြောကြားလို့ပါတယ်နော်တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့နယ်စပ်ဒေသဓာတ်ငွေပိုက်လိုင်းတစ်ချောင်းနဲ့တရုတ်အကျိုးစီးပွားတွေရှိနေတဲ့နေရာတွေမှာတိုက်ပွဲဖော်ဆောင်တာမဟုတ်ဘူးတရုတ်နိုင်ငံဘက်ကတောက်လျှောက်ဖိအားပေးပြောဆိုနေတာတွေရှိနေပါတယ်လက်ရှိမှာတရားနယ်ထိရှုပ်ဒေသတွေကိုစစ်ကောင်စီဘက်ကရောတရုတ်နိုင်ငံဘက်ကပါဆက်သွယ်ရေးလမ်းကြောင်းတွေကိုပိတ်ဆို့ဖျက်တောက်ထားပြီးဒါဟာပြည်သူလူထုကိုပဲအခက်အခဲဖြစ်စေတယ်လို့ဗိုလ်မှူးကြီးတာပန်လကပြောပါတယ် ဒါနဲ့ပတ်သက်လို့မေးမြန်းနိုင်ဖို့ရန်ကုန်မြို့အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကို RFI ကအီးမေးလ်ကနေဆက်သွယ်ခဲ့ပေမဲ့အခုသတင်းထုတ်လွှင့်တဲ့အချိန်ထိတစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။တရားနာလေထိန်းချုပ်ထားတဲ့မိုးကုတ်၊နောင်ချို၊ကြောင်မဲမြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေဆက်တိုက် လုပ်နေတယ်လို့တရားနာလေကမေလ9ရက်ဒီကနေ့မှာထုတ်ပြန်ပါတယ်။ထိခိုက်မှုအခြေအနေသေးစိတ်ကိုဆက်လက်ထုတ်ပြန်သွားမယ်လို့လည်းဆိုထားပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲပြည်သူလူထုကိုဥတီတိုက်ခိုက်နေတာဖြစ်လို့အလုံးသတိပြုချောင်ရှားကြဖို့လဲတရားနယ်ကတိုက်တွန်းထားပါတယ်တရားနယ်အနေနဲ့မြန်မာနိုင်ငံမှာလက်ရှိကြုံနေရတဲ့ငလင်ဘေးကြောင့်မိလကုံထီတစ်ဖက်သက်အပြစ်ခတ်ရက်စဲထားတဲ့အတွက်စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတယ်လို့တရားနယ်ရဲ့ပြောခွင့်ရသူလွေရည်ဦးကသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်တရားနယ်ဟာမိုးကုတ်ကြောင်မဲတီဘောနောင်ချိုကုတ်ခိုင်အပါဝင်မြို့၁၂မြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်ခင်ဗျာ RFA ရဲ့အစီအစဉ်တွေကိုတုတ်တက်ရှင်တွေနားဆင်နေရတာပါရှင်။ Fixed Wing Drone တပ်ဖွဲ့ကမြို့သမီရဲဘော်တွေဟာတက်အတွက်ရန်မုံငွေရှာပေးခြင်းနဲ့ရည်ရွယ်ချက်နဲ့ podcast တွေဖန်တီးနေပါတယ်။ဒါဟာလည်းအမာခံထောက်ပို့နေကြတဲ့လူရှင်တွေကို ဝင်ပေါ့စေခြင်းလို့ဖြစ်တယ်လို့ဆိုပါတယ်။မထက်ထက်အင်ဒရာအောင်ကတင်ပြထားပါတယ်ရှင်။ဘယ်ဘိုင်းကနေများဘလို့ထွက်ပြီးတော့အဲ့လိုမျိုး အဖွဲအတွက်ကိုရှာပေးလို့ရမလဲပေါ့နော်ဘယ်လိုစီစဉ်လေးနေသွားကြမလဲပြီးတော့ရင်းနှီးမှုဘယ်လိုယူရမလဲပေါ့နော်ဒီပြည်သူတွေနဲ့ပဲဖြစ်ဖြစ်ညီမတို့တခြားနေနေရဲကဒီနေမီတော်လိုင်းကြီးနေမီတိုင်းကရဲဘော်တွေကဒီအဖွဲတွေဒီမှာရှိနေတယ်ဒီလိုတွေလုံနေရယ်ဆိုရဲဟာမျိုးပြောပြခြင်းနဲ့ဟာစိတ်ပေါ့နော်အဲ့ဒါရင်းနဲ့အတူတူဒီ podcast ကိုစဉ်းစားပြတယ်ဘလိုမျိုးပြောပြရင်ကောင်းမလဲဒီတင်းရင်းတနည်းဖြစ်အောင်ဘလိုပြောပြရင်ကောင်းမလဲဆိုရယ်စိတ်နဲ့ပဲဒီဟို radio နဲ့ podcast ဖြစ်တဲ့အထက် video podcast ကို ရွေးလိုက်တယ်ရွေးပြီးတော့မှစပြီးစီစဉ်ဖြစ်တာဟုတ်သူတို့ကတော့တောင်ပိုင်းတိုင်းအမှတ်နှစ်စစ်တီတာစစ်တီတာခွဲ၃ဂလုံးစစ်ချောင်းလောက်မှာရှိတဲ့ G3 Fist Wing Drone တပ်ဖွဲ့ကအသက်20ကျော်အရွယ်အမျိုးသမီးရဲဘော်တွေပါနေကြီးအလင်းအဝင်းညီနဲ့ရတနာတို့ဟာ Hulas the Girls အောက်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ Focus တွေဖန်ပြီးတက်အတွက်အပူဝင်ဝေးရအောင်ကြိုးစားနေကြပါတယ် podcast မှာလွတ်မြောက်နေမိကတော်လန်ရေရေပေါ်ပြီးဘလို့နေထိုင်ရတယ်လဲဆိုတာတွေကိုပြောပြထားတယ်လို့အဖွဲ့ဝင်မင်းကြီးကပြောပြပါတယ်ဟင်းတော်လန်ရေဘက်ကိုစိတ်မရှိတဲ့သူတွေကိုပြောပြချင်တာမဟုတ်ဘူးရွေချက်ပေါ်ပေါ်ပါပဲဒီထဲမှာဒီစစ်ကြောင်းအောက်မှာအစိုးရတခုလက်အောက်မှာဘလို့နေရလဲပြီးရင်အေးအေးအိုရီနဲ့ကျမတို့ဘလို့လက်တွဲထားလဲသူတို့ကဘလို့စီးကန်းနေနေနေရလဲဆိုရဲဟာအဲ့မျိုးပြောပြအောင်ပါသူတို့တွေဟာစစ်တပ်အာဏာမသိရင်ကတော့ဟိုတယ်နဲ့ခီးသွားလာရေး အယောင်းနဲ့ဈေးကွက်ရှာဖွေရေးသုံးဆွဲသူဝန်ဆောင်မှုလုပ်ကိုင်သူနဲ့ကျောင်းသူတွေဖြစ်ကြပါတယ်ဒရုန်းနဲ့ပတ်သက်တဲ့သင်ယူမှုအပိုင်းနဲ့တပ်ရဲတာဝန်တွေကပထမဦးစားပေးဖြစ်ပြီးကိုပိုင်အားလက်ချင်တွေမှသာ focus တွေဖန်တီးဖြစ်တယ်လို့မန်နေဂျီကပြောပါရယ်ဖုန်းနဲ့ပဲရိုက်တယ်ဖုန်းကလည်းညီမတို့အခုကမိုးရင်းတရင်း ဖြတ်ပြီးွားရေဆိုတော့တော်တော်များဖုန်းကစုံနေကြပြီပေါ့နော်စုံနေတော့ဒီတခြားရဲဘော်တယောက်စီမှာသူ့ဖုန်းကောင်းကောင်းလေးရှိရဲကင်မရာကောင်းတဲ့ဖုန်းလေးကိုညီမတို့အဲပါဝါဘတ်နေပိုင်းနဲ့ချိန်ပြီးရင် tripod ဆိုရင်ဟို tripod ကတော့အောက်အထိုင် tripod ပဲဒါပေမဲ့အပေါ်မှာအထောင်ကြီးရဲ့ဟာလေးနဲ့ညီမတို့တပတ်တိတ်ကပ်ပြီးတော့အဲ့လိုစစ်တိုင်းရင်နဲ့ချီအဲ့လိုရိုက်တာပေါ့အဲ့လိုပဲပမာလိုပဲရိုက်ကြလူငယ်အယောက်စီတိုင်းမှာမတူညီတဲ့အတွေ့အခေါ်တွေပြောချင်တာတွေရှိတာကြောင့်ဒီလိုလူတွေစုပြီးအကောင့်ထဲပေါ်ကြတဲ့သဘောဖြစ်တယ်လို့ဆိုပါရစေ ရလာတဲ့အကျိုးအမြတ်တွေကိုတက်ရဲ့အထွေထွေကိစ္စတွေမှာရော စီးလိုအပ်ချက်တွေမှာပါပြန်အသုံးချနေတယ်လို့မန်နေဂျီကပြောပါတယ်။လာစဉ်လူနေကြလူတွေလည်းပြင်ပန်းလာတာဆိုတော့ ီဘက်ရနေအခါကျတော့တွားပြီးအလူခံပြီးတော့ပြောစရာတော့မလိုတော့ဘူးပေါ့နော်။နည်းနည်းတော့တတ်တာလာရှိရဲဆိုတော့ဒီ channel အတွက်လည်းအလိုပဲမျောလင်းထားရပေါ့နော်။စီရေးအတွက်ဆိုရှင်ညီမတို့ဒီညီမတို့ face ring drone တွေလိုမယ်ပြီးရင်ဒီအထက်က electronic PC တွေအပိုင်းစားတွေပြီးရင် research လုပ်ဖို့အတွက်လိုအပ်တဲ့ဟာတွေပြီးရင် production လုပ်ဖို့အတွက်ညီမတို့မှာလိုအပ်တဲ့ PC တွေပေါ့နော်။ဒီပေးလေးရစားအဲ့ဒီ PC တွေအဲ့ဒါကြီးအကုန်လုံးကိုအေးရတဲ့ဟာနဲ့ပဲညီမတို့ဝယ်ဝယ်ဆိုပြီးရင်အဖွဲရိတ်ခါအဲ့အဲ့မျိုးကြီးမပြန်သုံးနဲ့ တိုးတက်လာတဲ့တော်လှန်ရေးအရေးမှာဆက်လက်စီမျောရင်းနိုင်တဲ့အထိဆက်သွားမယ်လို့လည်းအမျိုးသမီးရဲဘော်တွေကပြောပါရရှင်။ဒီစစ်စစ်နဲ့ပဲ RFA ရဲ့တန်လွှင့်ချက်တွေကိုလည်းရှင်းနာခွင့်ပြုပါရှင်။နောက်ဆက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။တောတက်ရှင်မြမပြည်သူပြည်သားအားလုံးဘေးရန်တွေပေါင်းကကင်းဝေးပြီးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။